မဲ့လှုပ်ရှင်တာလှုပ်သွားမင်းတို့ကောင်တွေပြက်လက်နေရယူထားဖို့ပဲလူတွေရလားရှင်တယောက်မှမလူချင်ဘူးပုံနာတီးစစ်စင်ရေးနေမြေမှာတရားရနေရဲ့ရေးပေါ်တွေကိုနောက်တန်းပြန်သေးတာစေကုပေးတာမျိုးမဟုတ်ပဲရှစ်တမ်းမှာပဲရှင်ပြဖို့ညွန်ကြားခဲ့တဲ့ အနာသိန်းစစ်တပ်ရဲ့အမိန်ပေါက်ကြားလာခဲ့ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်စစ်စင်ရဲ့အတွင်းမှာအထက်အရာရှိရဲ့အမိန်ညွန်ကြားချက်ကိုနေမြေခံပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကကြားဖြတ်ဆက်ကသင့်ဖမ်းယူရရှိခဲ့တာဖြစ်ကြောင်းမြေပြင်တပ်ဖွဲ့တွေကအေယာဝတီကိုအတည်ပြုပါတယ်။သူတို့ဟိုတီတူဖြစ်သူရဲဝတီတန်ရရတယ်သူတို့ခွေးချင်းချင်းခွေးရဲဝတီတို့ကြည့်တန်ရရတယ်ဆိုရင်တို့ဟိုမရှောင်နိုင်ဘူးမလိုက်နိုင်ရှင်းခိုင်းတော့တာဒါခိုင်းတာ သူတို့ချင်းချင်းထိုင်ရရရင်မတည်ဘဲနဲ့ပြစ်တခါဒီဒီရှိကန်ထွက်လာတဲ့စစ်ကြောင်းကထွက်ပြီးတော့6ရှိစစ်ထားတဲ့သူတွေအဲ့လိုဖြစ်တယ်သူတို့အကြောင်းထွက်ပြီးလာဒီလူလေးကျွန်တော်ဟိုတနေ့ရမှာ20ရက်နေမှာအမှန်တော့ဒီလူလောင်းတလောင်းတက်တွေ့တယ်ကောက်ကောက်ကိုလှီးပြီးစီးပြီးတော့လည်းဘဲအောင်ဖိထားတယ်ဒါလားဒီလူရမိတဲ့တွင်ပတ်တာစော်ဒီယောပဇက်ဒီလေးဒါနဲ့ဖြစ်တာမကောင်းနေဘူးပေါ့မြို့နယ်အတွင်းမှာဒေတာခံပြူစောထီးတွေအပါအဝင် မိထီလာအခြေဆိုင်တမကိုကိုလက်အောက်ခံ စစ်ကော်မရှင်ရဲ့ခြေမြန်တပ်ရင်ခမာယ၄၈၈တပ်ဖွဲ့ဝင်တွေနဲ့ပခုတ်ကူတပ်မ1301လက်အောက်ခံတပ်ဖွဲ့ဝင်တွေအပြင်စိတ်ဖြူမြို့နယ်ထဲမှာရှိတဲ့အမှတ်22ကောက်ွယ်ရေးပစ္စည်းစက်ရုံကပါစ22ကတပ်ဖွဲ့ဝင်တွေပြည်သူစစ်မှုထမ်းပါစအမှတ်စဉ်17နဲ့25တပ်ဖွဲ့ဝင်တွေအားလုံးပေါင်းပြီးအင်အား400ခန့်နဲ့စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့ရှေ့တန်းမြေပြင်ရဲဘော်တွေကပြောပါတယ်အနာသိန်းစစ်တပ်ဟာတန်ရာရရဲဘော်တွေကို မြေပြင်မှာတင်လက်ဆဖြောက်ရှင်းလင်းဖို့ညွန်ကြားယုံတယ်မကပဲဖန်စီယာမီရဲ့ဒေတာခံပီတူတွေကိုပါအရှင်မထားပဲရှင်းပြဖို့အမိန့်ပေးတဲ့ညွန်ကြားချက်ကိုဂျားဖြက်ဆက်ကသင့်ဖန်းယူရရှိခဲ့တယ်လို့မြေပြင်တပ်ဖွဲ့ဝင်တွေကပြောပါတယ်ဖြော်ရန်ရှိကြီးရွာက အမျိုးသမီးအသက်36နှစ်အရွယ်အမျိုးသမီးတဦးနဲ့အသက်46နှစ်အရွယ်အမျိုးသားတဦးတို့ကိုအဲ့ဒီဝက်ပုတ်ပြီးသူရွာမှာညှိမနှိုက်ဆက်ပြီးတဲ့နောက်မှာနောက်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 စီတွေကိုတနက်နဲ့ပြစ်ပြီးတော့တတ်ဖြတ်ပြီးထားရင်ကဲမှာဝက်ပုတ်ကြီးရွာနေအိမ်နှလုံးကိုမိရှို့ပြီးတော့ဆက်မှုနှစ်ထဲကိုပြန်ဝင်သွားတယ်ပေါ့အနာသိန်းစစ်တပ်ဟာရှေ့တမ်းမှာတန်ရာရတဲ့ရဲဘော်တွေကိုတိုက်ခတ်ရှင်းလင်းယုံသားမကပဲရှေ့တမ်းတိုက်ပွဲတွေစီကနေနောက်ပြန်ဆုတ်လာတဲ့သူတွေကိုလည်းပြစ်ခတ်တတ်ဖြတ်မှုတွေရှိတယ်လို့အရခတ်တတော် AAC ကိုအလင်းဝင်ခဲ့တဲ့ တမကိုကိုလက်အောက်ခံစစ်ကော်မရှင်ရဲ့ချေမြန်တက်ရင်ခမာယာ15ကတတ်တာဦးရဲ့ဝန်ခံပြောဆိုချက်ကိုဩဂတ်စ်လ9ရက်နေ့မှာအေအေအားထုတ်ပြန်ခဲ့ပါသေးတယ်စစ်ကော်မရှင်တပ်ဖွဲ့ရဲ့စစ်ကြောင်းဟာပခုတ်ကူကနေပေါ့မြို့နယ်ကိုအော်တိုဘာလ20ရက်နေ့ကတည်းကစစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေတာဖြစ်ပြီးစစ်ကြောင်းထိုးလာစဉ်တောက်လျှောက်လဲပြည်သူတွေကိုဖမ်းဆီးရနဲ့လေကြောင်းကသစင်ပါရာမော်တာတွေအပြင်လီယင်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်တာကြောင့်ဒေတာခံပြည်သူတွေတိတ်ဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်။လက်ရှိပေါ့မြုပ်နယ်တပေါက်ကုန်းကျေးရွာ၊ရီခါကျေးရွာ၊ခြိုင်ဆောက်ကျေးရွာနဲ့ဖလန်ကိုင်းကျေးရွာတွေအပြင်ကန်တစ်ကျေးရွာ၊ကြောက်တိုင်ခင်ကျေးရွာ၊တရက်ကန်ကျေးရွာနဲ့အိုင်းမကျေးရွာစားတဲ့ကျေးရွာပေါင်း9ရွာနဲ့အထက်ကဒေသခံပြည်သူ3000ဝန်းကျင်ဟာစစ်ဘေးသိမ်းရှောင်ရရှိတယ်လို့ဒေသခံတွေကပြောပါတယ်။